ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်ဗမော်မြို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ဖွဲ့များနေရာယူထားသည့်လေရင်ကွင်းနှင့်မနှောကွင်းဘက်ခြမ်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပါဝင် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။ယနေ့နေ့လဲ၁၂နှစ်အရမတိုင်မီစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု၅ချိန်တည်းမနည်းပြုလုပ်ခဲ့ပြီးညနေပိုင်း၃နာရီအထိ ဒရုန်းများမှလက်နက်ကြီးများအသုံးပြု၍အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ဒီတိုက်ပွဲများကြောင်းဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီးလေရင်ကွင်းနှင့်မနှောကွင်းအနီးတစ်ဝိုက်တွင်စစ်ဆင်ရေးအခြေအနေပြင်းထန်နေပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကဗမော်မြို့တွင်နေရာချထားပြီးစစ်တပ်ရဲ့ထိုးစစ်ကိုတံပြန်တိုက်ခိုက်နေကြောင်း AOR သတင်းဌာနကမကြသေးမီကထုတ်ပြန်ခဲ့ပါတယ်။ ဗမော်လေရင်ခွင်းသည်စစ်တပ်အတွက်အရေးပါသောထောက်ပံ့ရေးအချက်အချာတစ်ခုဖြစ်ပြီးရခင်ကဇန်နဝါရီလ2025တွင် KIA နှင့်ပူးပေါင်းတပ်ဖွဲ့များကလေရင်ခွင်းကိုတင်ပိုက်ခဲ့မှုကြောင့်ရှိရင်ဆွဲသတင်းများအရသိရှိရပါသည်စက်တင်ဘာလ25ရက်တွင်ဗန်းမောက်မြို့ဇလုံတောင်တွားရလန်းတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး SNL တပ်ဖွဲ့ဝင်တချို့ရှင်ဖမ်းဆီးရမိခဲ့တယ်လို့ထောက်ပြန်ဖော်ပြခဲ့ပါသည်ဒီတိုက်ပွဲများသည်ကချင်ပြည်နယ်တွင်ဆက်လက်ဖြစ်ပွားနေသော ပြည်သူ့လှုပ်ရှားမှုနဲ့စစ်တပ်ရဲ့ထိုးစစ်ဆင်ဆင်ရေးစီစီများနဲ့ဆက်ဆက်နေပြီးဒေသခံများအတွက်လူနေမှုဘဝထိခိုက်မှုများပုံမိုဆိုးဝါးလာနေပါတယ်။နောက်ဆုံးအခြေအနေအတွက်ဒေသခံတရင်ရင်းမြစ်များကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်နေပါပဲရှင်။